အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလက် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ထိတ်စီတွင်နီးနှမျိုးကို ပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာထိတ်စီ6လုံးယူတဲ့နီးဖြစ်ပါတယ်ဗောနောကျွန်တော်ရှေ့ရဗီဒီယိုမှာထိတ်စီ၄လုံးတွင်နီးဒီထိတ်စီ၄လုံးတွင်နီးဒီတင်ပြထားပြီးပြီဗောနောဒါကတော့ကျွန်တော်အသုံးလိုတဲ့မိတ်ဆွေတွေအတွက်ထိတ်စီတွင်နီးကနန်း6လုံး ုံတူပြပေးသွားမယ်ပါနော်ပင်ရှိဖြစ်ပါတယ်38 38ကနေစာပြီးပြပေးထားခြင်းဖြစ်ပါတယ်ပါနော်တနည်းနံပါတ်1က969သုံးများတဲ့တနည်းနံပါတ်2က969သုံးများနေပါနော်တင်းနေနေနဲ့ကိုဒီမှာပုံတူက၅သလုံးပုံတူလဲ6သလုံးပုံတူလဲပါနော်ပင်ရှိထိုက်စီ6လုံးယူတဲ့နည်းတွေဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့အဲ့မှာ9ရယ်3ညရယ်ဆိုပြီးတော့ထိုက်စီ9လုံးပုံတူတာဖြစ်ပါတယ်ခြားပြီးတော့တာက6ထိုက်စီ665ဖြစ်ပါတယ် ။ Okay နောက်ထပ်နံပါတ်36မှာ96ခွန်9တုံများတိခွန်ရှိ9တင်းလေးမှာဆိုရင်ပုံတူကခွန်9တိဖိစီ3လုံးပုံတူလား9ဒလုံးချပေးသွားတယ်9ရှောင်းနေဖြစ်ပါတယ်ဗောနော်။ဒါလေးကတော့ကျွန်တော်မွေးကနန်းချပေးသွားခဲ့တဲ့ဟာလေးဖြစ်တယ်ဗောနော်။6ရှောင်း5ရယ်9ရှောင်းနေရယ် net pin set တိတ်ဗောနော်။ပြီးရင်တုံများထိုက်စီတုံများလေးလေး69တုံများည3ပုံတူထိတ်ခဲကည3ဒလုံးနေနေတိနေ38ပုံတူထိတ်စီထဲက8ထိတ်စီ143ဖြစ်ပါလေခင်ဗျာ ပြီးရင်358ပုံတူထဲကချစ်ထိတ်စီ663ချပြီးသွားတာဖြစ်ပါတယ်။နောက်ထပ်ချစ်တုံများနှစ်ပုံတူထိတ်စီရတယ်ပေါ့နော်။အာနှစ်တုံညာ9ဆိုရအတွက်နှစ်ထိတ်စီဖြစ်ပါတယ်။နောက်ထပ်ပုံတူကဒီမှာ43ဖြစ်သွားတယ်ပေါ့နော်။နှစ်လေးခွန်ချစ်မှာခုနှစ်ထိတ်စီခွန်ခွန်9ဖြစ်ပါတယ်။ခွန်ရှိ73ထိတ်စီပုံတူထဲကခုနှစ်ထိတ်စီခွန်3ညာ3ညာဖြစ်ပါတယ်။ ပြီးရင်3 96ပုံတူထိတ်ဆီးရတယ်ဗောနော်အဲ့ဒီမှာ3ထိတ်ဆီး3ခုခုဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြည်မှာပုံတူထိတ်ဆီး3လုံးဖြစ်ပါတယ်8တုံညာနှစ်ဗောနော်8ထိတ်ဆီး89လေးဖြစ်ပါတယ်ဒီမှာတော့ထိတ်ဆီး9လုံးဖြစ်သွားတယ်9ထိတ်ဆီး96တုံဖြစ်ပါတယ်6ခွန်3ညာနှစ်ပုံတို့ထိတ်သေးလုံးထက်က6ထိတ်စီ6ရှိခွန်တင်းနေ96ပုံတို့ထိတ်စီတဲ့က2ထိတ်စီ2နှစ်ခွန် ခွန်ကိုနေ့3ပုံတူထဲက3ထိပ်စီ3ရှိရှိဖြစ်ပါတယ်။နောက်ထပ်တစ်ပတ်မှာ3ခွန်ရှိပုံတူထိပ်စီ3လုံးထဲက3ထိပ်စီ3တုံညာ6ဆိုပြီးတော့5ကြိမ်နဲ့နှစ်ကြိမ်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။ပင်ရှိထိပ်စီ3လုံးယူတဲ့ဤပေါ့နော် sorry but ပင်ချေထိပ်စီ6လုံးယူတဲ့ဤဖြစ်ပါတယ်။ကြိမ်နှစ်တက်တဲ့မိုက်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ပြန်လည်ရောက်ဖြစ်ရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ထိပ်စီ3လုံးကြိုက်တဲ့မိုက်ဆွေတွေတော့ထိပ်စီ3လုံးကိုပဲ အသုံးပြုပါနော်ဒါလေးကတော့ကျွန်တော်ထိတ်စီချလုံးကိုပင်ရှင်အဲနှမျိုးပုံတူဆက်ရှုပြပြီးသွားမှာဖြစ်တယ်ပါနော်ဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ဒီ20နံပါတ်1ပေါ့နော်ဖေးစီ20နံပါတ်1ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာ Okay ဒါလေးကတော့ထိတ်စီ20နံပါတ်1ဖြစ်ပါတယ်ခင်ဗျာ โอเคတွေ့ရတွေ့နေ့ကိုနိနိခွန်တပြားနေစာပြီးတပြားပြီးတော့မယ်ပေါ့နော်နိနဲ့ချိန်ပေါင်းရှင်သေးနိနဲ့ခွန်နဲ့ပေါင်းကို33ကို4နဲ့ပေါင်းရှင်ကခွန်ဒီနှစ်ကတစ်ချိန်နောက်ထပ်အလေလေးပေါ့နော်အလေးရတစ်ချိန်ဒီခုနှစ်နှစ်ကြိမ်ပေါင်း14ကို39ထပ်ပေါင်းရှင်းခွင့်ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီ၄ကိုပေါင်းနင်းနဲ့ လေးလေးပေါင်း10မြင်းနဲ့ပေါင်းရင်10လေးကိုပေါင်း73ကိုခုနဲ့ပေါင်းရင်20ဒီမှာခုနှစ်တလုံးကြံနေတဲ့အတွက်ကြောင့်မို့ခွန်ချစ်ကိုယူလိုက်တာပါနော်ပြီးရင်နင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ကိုနဲ့နင်းပေါင်းတာ71 72 73ခွန်ရှိကိုတင်နေတောင်းထက်က3ထိတ်3ချီချီဖြစ်ပါလေ3ထိတ်စီ3ချီချီဖြစ်တယ်ဗောနော်ခွန်ရှိကိုတင်နေတောင်းထက်က3ထိတ်စီ3ချီချီခြားပြီးသွားတာဖြစ်ပါတယ် โอเคကျွန်တော်ဒီမှာပြန်ကြည့်အောင်ပါနော်90နဲ့တင်မှာ89တင်နေ3ဆိုပြီး3ထိပ်စီ3ရှိရှိဆက်ပြီးတော့35 89ထိပ်စီရတော့ကိုကျွန်တော်ထပ်ပြီးလေးလာကြည့်အောင်လားခင်ဗျာအပေါ်ကယူတဲ့နေ့အတိုင်းပဲဒီတင်နေချိန်ပေါင်းနေ့ကိုနေ့နဲ့ပေါင်းလားလေးပါနော်နေနဲ့နေပေါင်းတာက၄ဒီ၈နှစ်ကြိမ်ပေါင်းခြင်း၆နေ၃၄၆ကို၈နှစ်ပေါင်းတာ၁၄ပြီးရင်ဒီမှာ၁တစ်ကြိမ် ခုနှစ်ကတစ်ကြိမ်ဒီ6ကနှစ်ကြိမ်ဆွဲအတွက်ပေါင်းရှင်းဆက်နေနှစ်ခွန်က9ဖြစ်ပါတယ်။ဒါဆိုရင်ဒေ26နဲ့30ပေါ့နော်။တက်ခွန်8ရှင်းနဲ့နှစ်ပေါင်း30 6ပေါင်း73ကြံနေအတွက်ကြောင့်မို့3 4 5 5 6 4နှစ်နဲ့ထပ်ပေါင်းရှင်း89ဖြစ်ပါတယ်။အဲ့ဒီထက်က3ထိပ်စီ3တောင်ညာ9ဖြစ်ပါတယ်။၃ထိပ်စီ၃တောင်ညာကိုပေါ့နော် 3059869မှာ339ဆီပြီးတော့ဒီမှာရေးပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်တစ်ဆယ်ချိန်အတွက်ဒီနေ့အတိုင်းပဲဆက်ပြီးရှင်းပေးတော့ခင်မယ်ဆိုရင်ပေါ့နော်။9နှစ်ချိန်တစ်ဆယ်နေ့တစ်လုံးချိန်မဲ့3ည9နဲ့ပေါင်းခြင်းက9ဒီ3ည4ည3ည3ပေါင်းတာဒီဒီနေ့ကတစ်ချိန်ဒီ9ကတစ်ချိန်ဖြစ်ပါတယ်6နှစ်ချိန်က7နှစ်ဒီနေ့9နဲ့ပေါင်းမှာဖြစ်ပါတယ်။အောင်ရှင်းချစ်ဖြစ်ပါတယ်ခင်ဗျာ။ ကို130နိနေရှင်းနဲ့က30နိနေနေပေါင်းတာလေလေးနဲ့ဒီ5နဲ့ပေါင်းချင်း9ရတယ်ဗောနော်9တုံညာဒီကိုနိနေပေါင်းတော့35ဖြစ်ပါတယ်9တုံညာ35စပီးရမှာဖြစ်တယ်ခင်ဗျာ9တုံညာ35တာက20နံပါတ်1ပေါ့နော်โอเคနောက်ထပ် ကျွန်တော်ဒီနဘေးက20နဘတ်နီကိုလေတူတူထပ်ပြီးလေးလာကြည့်အောင်လားခင်ဗျာပင်ရှိထိန်စီချောင်းလုံးယူတယ်နီ20နဘတ်နီကိုကျွန်တော်တူတူလေးလာကြည့်မယ်ပေါ့နော်ရှောင်းနှစ်ကြိမ်ဆက်နှစ်နင်းနေနေပေါင်းရှင်လေးဒီနှစ်နှစ်ကြိမ်ပေါင်းရှင်ကလည်းလေးဒီ9နဲ့4ပေါင်း9မှ9တကြိမ်နင်းနေနေ4ပေါင်းရှင်ဒီ6ဒီ9ကတကြိမ် ဒေ3ဒီဒီစနစ်9နှစ်ချိန်ပေါင်းရှင်း14ကို နေ့နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်9နဲ့9ပေါင်း10 6နဲ့4ပေါင်း10ပေါ့နော်4နဲ့4ပေါင်း8နဲ့ပေါင်းရင်10နှစ်တလုံးကြံတဲ့အတွက်နှစ်3လေးတို့မှာဖြစ်ပါတယ်ပြီးရင်ဒေးကိုလည်းနှစ်နဲ့ပေါင်းတာဆိုရင်6 9 9ကိုနှစ်နဲ့ပေါင်းတာ9နှစ်3လေး6 9 9ထဲက3ထိပ်စီဖြစ်တယ်ပေါ့နော်3 8 8ဖြစ်ပါတယ် 3ထိပ်စီ3ရှိရှိနေ3လေး6ခွန်9စပီးဒီမှာရေးပြထားခြင်းဖြစ်ပါတယ်3ရှိရှိပေါ့နော်ထပ်ပြီးတော့6ခွန်83နဲ့3ရတာကိုထပ်ပြီးတော့ကျွန်တော်လေ့လာကြည့်မယ်ပေါ့နော်နေနဲ့တက်ပေါင်းခြင်းက3ဖြစ်ပါတယ် ဒီမှာပါနော်နေ3 4 6 9ခုမှာ3ထိတ်3 8 8 6 9 8 3ညာတိတုံးရအောင်တပည့်လေးလာကြည့်မယ်ဒီနေ့နဲ့တပောင်းချင်း3 3နဲ့ပောင်းချင်း6ဖြစ်ပါတယ်ဒီ3နဲ့ချိန်က6တုံးညာနဲ့6နဲ့ပောင်းချင်းကလည်း6ကိုဒီနေ့နဲ့ချိန်လေးလေးချစ်ပောင်းတာက7နဲ့ဒီတက်ကတချိန်ခွန်က3ချိန်20နဲ့တက်6နဲ့ချိန်7နဲ့ကိုနေ့နဲ့ထပ်ပောင်းရတာဖြစ်ပါတယ် 63.78နင်းနဲ့ပေါင်းရင်30တင်းနဲ့တပေါင်းနဲ့နှစ်က3ချိန်ဖြစ်သွားတဲ့အတွက်ပေါင်းရှင်6 68.8နင်းပေါင်းရှင်30တုံညာတင်းတကိုနင်းနဲ့ပေါင်းတာတော့68တုံညာတင်းတုံးတဲ့က3ထိပ်စီဖြစ်တယ်ပေါ့နော်။3တုံညာ9ဖြစ်ပါတယ်။โอเคဒါကြောင့်မို့ဒီမှာရေးပြထားတယ်ပေါ့နော်6083မြတ်တုံးမှာဒုံထိတ် တစ်ဆယ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ခင်ဗျာဒီနေ့နဲ့အားပေါင်းရှင်းဒီခွန်ခွန်နဲ့တစ်ပေါင်းရှင်းကရှင်းဖြစ်ပါတယ်၃နှစ်ကြိမ်က6ဒီခုနှစ်ကတစ်ကြိမ်၃ညနဲ့တစ်ပေါင်းရှင်းက၁ဒီ၃တစ်ကြိမ်၅တုံးဒီ15ဒီ6နှစ်ကြိမ်က7နှစ်ကိုနေ့နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်နောက်ဆိုရင်ဒီရှင်းတဲ့ဒီနည်းနဲ့က30ဖြစ်ပါတယ်။3 5ပေါင်း8ကိုနည်းနဲ့ပေါင်းရင်30 ရှောင်းနေတဲ့ပေါင်းရှင်ကခွန်ခွန်နဲ့ခွန်ပေါင်းဆက်လေးရမယ်ပေါ့နော်။အဲဆိုရင်၄၅၆လောက်ယူပါမှာဖြစ်ပါတယ်။၄၅၆၆၉၄၄ကိုနင်းနဲ့ပေါင်းတာက၈၉၉ကိုနင်းနဲ့ထပ်ပေါင်းတာဖြစ်တဲ့အတွက်၁၁၅၆၈၉၁ထိပ်စီ၆လုံးရမှာဖြစ်တယ်ပေါ့နော်။၄၅၆၈၉တိဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ20နှစ်ခုမှာပုံတူအနေနဲ့ဒီ code လုံးပုံတူတယ်ပေါ့နော် ပြီးရင်တုံများမပါဘူးတီတလုံးပါတယ်ကိုတီပြီးရင်တုံးမပါဘူးပေါ့နော်လေးငါပါတဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော်ထိတ်စီလေးလုံးပုံတူရနေတာဖြစ်ပါတယ်ကိုတီလေးငါထိတ်စီလေးလုံးစုပြီးရမှာဖြစ်ပါတယ်ပေါ့နော်ဒါဒီကျွန်တော်တို့20အရာပေါ့နော်ပြန်လည်ညောင်းပြီးရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ဒီအလေထိန်6လုံး Judini 20နှစ်မျိုးကိုလည်းထပ်မှန်ပြီးတော့သင်ပေးသွားပါဦးမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်